အခုလက်ရှိဆက်ပြီးတော့ပြောပြမှာကတော့စာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းကြားအကွာအဝေးကိုပြောမှာပဲဖြစ်ပါတယ်။စာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းကြားအကွာအဝေးကိုညှိချင်တယ်ဆိုလို့ရှိရင်တော့ line spacing ကိုတုံးပြီးတော့မှညှိပေးနိုင်ပါတယ်။ဒါဆိုလို့ရှိရင်တော့စာပြင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပထမဦးစွာစာကြောင်းတွေကိုဆက်လက်ရှင်းမှတ်ပေးရမှာပဲဖြစ်ပါတယ်။ပြီးသွားပြီဆိုလို့ရှိရင်တော့ home တက်ထဲမှာရှိတဲ့ paragraph group ကိုကြည့်ကြည့်ပါမယ်။ paragraph group မှာရှိတဲ့ line spacing ရုပ်ပုံကိုနှိပ်ပေးရပါမယ်။ပြီးသွား ြီဆိုလို့ရှိရင်တော့မိမိကွာချားလို့ရအကွာအဝေးပမာဏကိုရွေးပေးရမှာပဲဖြစ်ပါတယ်။အခုလက်ရှိမှာက1.15ဖြစ်နေပါတယ်။1.5ဆိုရင်တော့ပိုပြီးကျဲသွားမှာဖြစ်ပါတယ်။2ဆိုလို့ရှိရင်တော့ပိုပြီးကျဲသွားမှာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ကိုက အဲလိုချင်တဲ့အကွာအဝေးပေါ်မှာကလစ်နှိပ်ပေးရမှာပဲဖြစ်ပါတယ်။အခု1ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှကတ်သွားမှာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့1ကိုအခုနှိပ်လိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့1အကွာအဝေးရှိတဲ့အဲ line spacing ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်ရှင်။